ငလျင်ဘေးသင့်ပြည်သူတွေကိုကူညီဖို့အတွက်နိုင်ငံတကာမှလှူဒါန်းဖို့ကတိပြုငွေအမေရိကန်ဒေါ်လာ63တန်းရရှိထားကြောင်းကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOCHA အကြီးအကဲတွန်ဖလက်ချာက NASA ကနိုင်ငံခြားရေးဝန်ကြီးဦးတန်းဆွေနဲ့ April 6ရက်နေ့မှာတွေ့ဆုံရင်းပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂရဲ့အရေးပေါ်ရမုံငွေကနေလည်းအမေရိကန်ဒေါ်လာ9တန်းကိုအသုံးပြုသွားမယ်လို့ဆိုပါတယ်။ အဆိုပါငလျင်လှူဒန်းငွေတွေကိုအသုံးပြုပြီးအကူအညီပေးရေးလုပ်ငန်းတွေအကောင့်ထဲပို့ဖို့ကုလသမဂ္ဂဝန်ထမ်းတွေကိုစေလွှတ်သွားမယ်လို့လည်း UNOCHA အကြီးအကဲကပြောကြားခဲ့ကြောင်းပါခင်ဗျာမက်ရှလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြင်းအား9.3အဆင့်ရှိတဲ့မြင်းငလျင်ကိုမန္တလေးငလျင်ကြီးလို့ရည်ညွှန်းခေါ်ဖို့ NASA ကမှ April 9ရက်နေ့မှာထုတ်ပြန်လာပါတယ် ယခုလိုသတ်မှတ်ခြင်းဟာမှတ်တမ်းပြုစုခြင်းနဲ့ရည်ညွှန်းပြောဆိုရမှာတူညီလွယ်ကူစေဖို့ဖြစ်တယ်လို့ NASA ကပြောခွင့်ရဗိုလ်ချုပ်စွန်မင်းထွန်းကဆိုပါတယ်။မီဒီယာတွေအနေနဲ့လည်းမန္တလေးငလျင်ကြီးလို့ရေးသားပေးကြဖို့လဲဆိုထားပါတယ်။စကိုင်းမြို့အနီးကိုဗဟုပြုပြီးလုတ်ခတ်ခဲ့တဲ့အင်အားပြည့်ငလျင်ကြောင့် April 6ရက်နေ့အထိအသက်ဆုံးရှုံးခဲ့ရသူ3600ဦး၊ဒဏ်ရာရရှိသူ9019ဦး၊ပျောက်ဆုံးနေသူ160ဦးရှိကြောင်း NASA ရဲ့ထုတ်ပြန်ချက်အရသိရှိရကြောင်းမှခင်ဗျာ။ ဥရောပသမဂ္ဂ EU ကပြင်အား9.8အဆင့်ရှိတဲ့မြန်မာငွေလျင်ကယ်ဆယ်ရေးအတွက်ယူရိုစဲတန်းထပ်ဆောင်ပံ့ပိုးပေးမယ်လို့ကြေညာပါတယ်။ဒီရမုံငွေဟာငွေလျင်အတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီစုစုပေါင်းယူရို73တန်းအထိရောက်ရှိခဲ့ပြီးဖြစ်က2025ခုနှစ်အတွက်အကူအညီရထားချက်ယူရို46တန်းရဲ့တစိုက်တဒေတာဖြစ်တယ်လို့ဆိုပါတယ်။ EU Commissioner Hajala Pika အသက်ကအခုအညီအထောက်အပံ့တွေကိုဘေးကင်းစွာနဲ့ထိထိရောက်ရောက်ပံ့ပိုးပေးနိုင်စေဖို့အတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတွေကိုအတားအဆီးမရှိဝင်ရောက်ထောက်ပံ့ခွင့်ပြုဖို့သက်ဆိုင်ရာအဖွဲ့အစည်းအလုံးကိုတိုက်တွန်းထားကြောင်းမှာခင်ဗျာ ပါကစ္စတန်အစိုးရကဝန်ကြီးချုပ်ရှာဘက်ရှာရစ်ရဲ့ညွှန်ကြားချက်အရမြမငယ်လျင်အတွက်အလေးချိန်35တန်ရှိတဲ့အစားအစာနဲ့လူသားချင်းစာနာမှုအကူအညီတွေထပ်မံပေးပို့လာကြောင်းမြန်မာနိုင်ငံဆိုင်ရာပါကစ္စတန်တန်ယုံကဧပြီ6ရက်နေ့မှာထုတ်ပြန်ပါတယ်အကူအညီတွေထဲမှာရွက်ဖြင့်တဲဆောင်းတာပေါ်လင်စာအတင်စားအစားအစာတွေနဲ့ဆေးဝါးတွေပါဝင်ပြီးရန်ကုန်လေဆိပ်မှာမြမအာနာပိုင်တွေထံလွှဲပြောင်းပေးခဲ့ပါတယ် ပါကစ္စတန်ဆိုရအနေနဲ့မြန်မာပြည်သူတွေထံကုညီကယ်ဆယ်ရေးပစ္စည်းတန်ချိန်80ကိုလူသားချင်းစာနာထောက်ထားမှုအကူအညီဖြင့်ပေးအပ်သွားဖို့ကတိပြုခဲ့ပြီးဧပြီ3ရက်နေ့မှာပထမတော့ပေးပို့ခဲ့တာလို့သိရပါတယ် ဂျပန်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနကမြန်မာနိုင်ငံသားတွေကိုအလုပ်လုပ်ကင်ခြင်းနဲ့သက်ဆိုင်တဲ့ကာလရှည်နေထိုင်ခွင့်လက်မှတ် COE ကိုတက်တန်းတိုးပြလိုက်ကြောင်းမြန်မာနိုင်ငံဆိုင်ရာဂျပန်တန်ယုံကဒီကနေ့မှပဲထုတ်ပြန်ပါတယ်။လက်ရှိမှာမြန်မာနိုင်ငံအလုပ်သမားဝင်ကြီးဌာနရဲ့အလုပ်သမားဆီလူရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေနဲ့ငလျင်တန်းတက်ရောက်မှုတွေကြောင့်ပြည်ပအလုပ်အကိုင်အလုပ်သမားတက်သိခံကပြ OWIC ထုတ်ပေးခြင်းလုပ်ငန်းစဉ်တွေနှောင့်နှေးနေလို့ COE တက်တန်းတိုးမြှင့်ပေးရတာလို့ဆိုပါတယ်။ လက်တလုံးတွင်3လမှ6လသို့တက်တန်းတိုးပေးထားပါမည်လို့ဂျပန်လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ထုတ်ပြန်ချက်ကိုကိုးကားပြီးမြန်မာနိုင်ငံဆိုင်ရာဂျပန်တန်ယုံကဖော်ပြပါရည်။သို့တော်မိမိရရှိထားတဲ့ COE ကထုတ်ပေးထားတဲ့ရက်မှ6လထက်ပိုမိုကျော်လွန်နေပါက COE ကိုအသစ်ပြန်လဲရှောက်ထားရမှာဖြစ်တယ်လို့ဂျပန်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနကနေသိရှိရကြောင်းမှာခင်ဗျာ။